မင်္ဂလာပါရှင်။ယနေ့ရန်ကုန်မြို့တော်သတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့ရွှေကုံစေရီတော်2633နှစ်မြောက်ဗုဒ္ဓဘူဇနီယတပေါင်းပွဲတော်စွမ်းဆောင်စိန်လောင်းလူဝဲကျင်းပတဲ့သတင်းဖြစ်ပါတယ်။ရွှေကုံစေရီတော်ဘန်နာတော်ထင်းကောပကဖွဲ့ကကြီးမှုကျင်းပတဲ့ရွှေကုံစေရီတော်2633နှစ်မြောက်ဗုဒ္ဓဘူဇနီယတပေါင်းပွဲတော်စွန်းဆန်တော်လောင်းလူဝဲအခမ်းအနားကိုမက်ရှလာ၁၂ရက်ညနေပိုင်းကရှီဂုံစီတို့ရင်းမြင်တောင်ဘက်မြို့ရှိဗဟုမန္တမှာကျင်းပကြောင်းသိရပါဗျ။ အခမ်းအနားတွင်ရှီတဂုံစီရိုရင်မြင်ရှေဟောင်ဗုဒ္ဓယူပွားတော်များတစောင်းဆွေမှစတင်ပြီးဖရာအမှုပြုသောဩဝါဒစတိယဆရာတော်ကြီးများဇေဒီယကနာဩဝါဒစတိယဆရာတော်ကြီးများအပါအဝင်ပိသံဃာတော်120ပါးတိလရှင်29ပါးစုစုပေါင်း148ပါးတို့က ရှိရကုန်စီရောရှင်မြင်တွင်လက်ရရေးတပတ်ဆုံးဆန်တော်ခံယူတော်မူကြရာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်ဇနီးဒိုင်းဒေသကြီးဝန်ကြီးများနှင့်ဇနီးများဌာနဆိုင်ရာတာဝန်ရှိသူများကောဘကအဖွဲ့များဘာသာရေးအသင်းအဖွဲ့များနှင့်အလှရှင်များကဆုံးဆန်တော်များလောင်းလှူကြကြောင်းသိရပါရရှင်ဒီသတင်းကိုတော့စမ်းချုပ်ဦးကပြပို့လာတာပါဆက်လက်တင်ဆက်ပေးမှာကတော့ 280ပြည့်တက်မတော်နေ့ကိုကြိုးစုံကွန်ပျူတာအဖြစ်တွန်တင်းမြို့နယ်သုဒ္ဓအလင်းတန်းစာကြည့်တိုင်းနဲ့ပညာရွှေအောင်စာကြည့်တိုင်းဖွင့်ပွဲအခမ်းအနားများကျင်းပတဲ့တွင်ဖြစ်ပါတယ်။280ပြည့်တက်မတော်နေ့ကိုကြိုးစုံကွန်ပျူတာအဖြစ်တွန်တင်းမြို့နယ်ထိန်ကုန်းကျေးရွာပညာရွှေအောင်စာကြည့်တိုင်းနဲ့ကံရွာကျေးရွာသုဒ္ဓအလင်းတန်းစာကြည့်တိုင်းဖွင့်ပွဲအခမ်းအနားများအားမက်ရှလာ12ရက်နေ့နေ့ပိုင်းကအစောပိုင်းစာကြည့်တိုင်းများတွင်ကျင်းပကြောင်းသိရပါတယ်။ ဥစွာစာကြည့်တိုက်ဖွံ့ဖွဲအခမ်းအနားများအားရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌလူမှုရေးရာဝန်ကြီးဦးထေအောင်တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနညွှန်ကြားရေးမှူးဒေါခင်စောလင်းတွန်သေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညွန့်နယ်နှင့်တာဝန်ရှိသူများကဖဲချုပ်ဖြက်ရေးဖွင့်လှစ်ပေးကြပါသည်အဒီနောက်ရန်ကုန်တိုင်းဒေသကြီးစာကြည့်ရက်များကြီးကြပ်ရေးကော်မတီနာယကတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်တာဝန်ရှိသူများကစာကြည့်တိုက်များအတွင်သုတရယတအဆောက်များထရှိမှုအားလှည့်လည်ကြည့်ရှုစစ်ဆေးပြီး လူငယ်များစာပေဖတ်ရှုနေမှုကိုအားပေးကြပါတယ်။အဲဒီနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်ကအမှားစကားပြောကြရာစာကြည့်တဲ့ဟာပညာရှာသူပညာရှိလူသူတိုးတက်ကြီးပွားလူသူငြိမ်းချမ်းလူသူအသိအမြင်ကျွယ်ဝလူသူအကြာမြင့်ဘုဒ္ဓတများလူသူစိတ်ပန်းဖြည်သူအချိန်ကိုအကောင်းဆုံးအသုံးပြုသူတို့ကျင့်လျရာနေရာဖြစ်ကြောင်းစာဥစာပေဆိုတာကလူမျိုးတစ်မျိုးရဲ့အသက်ဝိညာဉ်ဖြစ်လို့စာပေရင်ကျင်းမှုမရှိသောလူမျိုးကအရွယ်မရှိတဲ့တိချောက်ပင်နဲ့တူပါကြောင်း စာပေရင်ကျေးမှုထွန်းကားသောလူမျိုးကအသီးပွင့်အရွက်တို့ဝေစာနေတဲ့တစ်ပင်နဲ့တူတဲ့အတွက်လူသားတွေအတွက်များစွာအထောက်ပံ့ဖြစ်စေတယ်လို့တင်စားကြပါကြောင်း။သူဖြစ်၍စာကြည့်တဲ့များရေရှိတည်တံ့ခိုင်မြဲပြီးစာကြည့်တဲ့လုပ်ငန်းများဆင်းဆက်မပြတ်ဆောင်ရွက်နိုင်ရေးဒေတာဆိုင်ရာအဖွဲ့အစည်းများစာကြည့်တဲ့ကော်မတီစာကြည့်တဲ့မှုနဲ့ဒေတာခံပြည်သူများကစီလုံးညီညွတ်မှုအပြင်ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးကြရန်နဲ့စာကြည့်တဲ့ကိုပြည်သူများစာပေဖတ်ရှုလေ့လာနိုင်အောင်စီစဉ်ဆောင်ရွက်ပေးကြရန်ပြောကြားပါရစေ။ ဆက်လက်ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်ကစာကြည့်တိုက်များအတွက်သုတရတဆောင်းများအားလူတန်းရာစာကြည့်တိုက်မှုများက၎င်းစာကြည့်တိုက်ဆိုင်ရာအချက်လက်များအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကပေးရရာညွှန်ကြားရေးမှူးဒေါက်ကင်စောလင်းက၎င်းလက်ခံကြပါသည်အရင်နောက်စာကြည့်တိုက်မှုများကကျေးဇူးတင်စကားပြောကြပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်ကတက်ရောက်လာသောဒေသခံပြည်သူများအားရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပါရယ်။အဆိုပါစာကြည့်တိုက်များဟာ4 inch သွန်မှုအုတ်ကသမန်တလင်းခင်းဖြစ်ပြီ 24ပြီးပြည်20အကျေးစားကြည့်တယ်များဖြစ်ကြောင်းနဲ့နိုင်ငံတော်အစိုးရရဲ့မတည်ငွေများဒေသခံပြည်သူများရဲ့ထဲဝင်ငွေများဖြင့်စားလုပ်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့စမ်းချုပ်ဦးကပြပူလာတာပါ။နောက်ဆုံးတင်ဆက်ပေးမှာကတော့ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ရဲ့ဥဆောင်မှုဖြင့်လူရည်တည်တင်နှံများဖွင့်ပွဲအခမ်းအနားကျင်းပတဲ့သတင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရဘက်ရဲ့ဦးဆောင်မှုဖြင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကစီစဉ်ဆောင်ရွက်တဲ့လူရည်တည်နှဲများဖွံ့ဖွဲအခမ်းအနားကိုမက်ရှလာ၁၀ရက်ကလူထုအခြေပြုဗဟိုဌာန Community Center ဗဟန်းတွင်ကျင်းပကြောင်းသိရပါဗျ။ဥစွာရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်းကအမှားစကားပြောကြားရာတွင်ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့အနေဖြင့်ကျောင်းနှင်းပညာရေးကဏ္ဍကိုမြင့်တင်ပေးနေသလိုကျောင်းများပိတ်ချိန်ယခုလိုနေရာသည့်ကျောင်းပိတ်ရက်ကာလအတွင်းလူငယ်များအတွက်အကျိုးဖြစ်တွန်းစေမယ့်တင်နန်းများကို ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနခရိုင်မြို့နယ်ယုံ community center များတွင် match event မေလများအတွင်းတင်နှန်းများ96ကျင်းနှင့်တင်နှန်းသားတင်နှန်းသူ2226ဦးအားတင်နှန်းများပို့ချသွားမှာဖြစ်ပါကြောင်းကျောင်းသားကျောင်းသူလူငယ်မောင်မယ်များအတွက်အကျိုးကျေးဇူးများစွာရရှိမှာဖြစ်လို့တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းဖြင့်ဝမ်းမြောက်ရပါကြောင်း ယခုဖွင့်လေတဲ့ပကြည်တင်နဲ့ဟာအနုပညာရဲ့တစ်ခုဖြစ်ပြီးခလေးများရဲ့စိတ်နှလုံးကိုနူးညံ့သိမ့်မှုစေကာစိတ်ကူးစိတ်တန်းကောင်းများရရှိစေသလိုလောကကိုလှပအောင်အလားဆင်ကြမဲ့လူငယ်လူရွယ်လေးတွေလည်းဖြစ်လာမယ်လို့ယုံကြည်ပါကြောင်း အလားတူကွန်ပျူတာသင်တန်းဟာကျောင်းသားလူငယ်များခင့်နဲ့အညီရင်မောင်းတန်းနိုင်မှုအတွက်မရှိမဖြစ်လိုအပ်တဲ့ဤပညာရဲ့တစ်ခုဖြစ်တာကြောင့်လူငယ်တိုင်းတက်ရောက်သင်ယူသင်သောသင်တန်းတစ်ခုဖြစ်ပါကြောင်းလည်းတိုင်ဝမ်လူသင်တန်းဟာလည်းကလေးများ၏ကုကံဆွမ်းအားကောင်းမှုခုခံကာကွယ်နိုင်မှုညာရင်ညာသွေးပုံမှုတိုးတက်စေတဲ့သင်တန်းများဖြစ်ပါကြောင်းပြောကြပါရစေ။ အဲ့ဒီနောက်ရန်ကုန်တိုင်းဒေသကြီးပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနညွှန်ကြားရေးမှူးဒေါက်ခင်စောလင်ကသင်တန်းဖွင့်လှစ်ခြင်းနဲ့ပတ်သက်လို့ရှင်းလင်းပြောကြားပြီးဝန်ကြီးချုပ်ကနေရာတည်သင်တန်းများဖွင့်လှစ်နိုင်ရေးအတွက်ချင်းမြင့်ပေးရရာတာဝန်ရှိသူများကလက်ခံကြပါတယ်။အဲ့ဒီနောက်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့တိုင်းဒေသကြီးဝန်ကြီးများဟာအခြေခံကွန်ပျူတာသင်တန်းအခြေခံပကြီးရေးဆွဲနည်းသင်တန်းနဲ့တိုင်းဝန်သူသင်တန်းများသင်ကြားပေးနေမှုပြည်သူ့စာကြည့်တိုင်းနဲ့ကလေးစာဖတ်ခန်းတို့တွင် ပြည်သူများစားဖက်နေသူများနဲ့ပြည်နိုင်ငံတို့အားလှည့်လည်ကြည့်ရှုကြကြောင်းသိရပါရဲ့ရှင်ဒီသတင်းကိုတော့ဇွဲထက်ကိုကပေးပို့လာတာပါ thank you